ပုံစံကြမိုင်းခွင့်ပုံစံမဲ့မိုင်းခွင့်ဆိုပြီးရှိတယ်မိုင်းခွင့်မိုင်းခွင့်တိဆောက်တဲ့နေရာမှာပုံစံကြမိုင်းခွင့်ဆိုတာကပုံစံကြမိုင်းခွင့်မှာပုံစံမိုင်းခွင့်လုပ်မယ်ဆိုရင်မူတည်မှတ်သားဆိုပြီးတော့ကျွန်တော်တွေကတခုမူတည်မှတ်ပေါ့နော်မူတည်မှတ်တာဥဥမှာထင်ရှားတဲ့အရာတခုပေါ့ကြောက်တုံးကြီးပဲပြီးအပင်မဲ့ပြီးအဲ့လိုမျိုးကတခုမူတည်မှတ်ယူလိုက်တယ်မူတည်မှတ်ယူပြီးတော့အဲ့ဒီကနေမှဗလန်မီတာကွာမှာဗလန်ဗလန်ဘလောက်ပေါ့နော်ဘယ်မိုင်းကိုထောင်မယ်ပေါ့ဘယ်မိုင်းမျိုးစားမိုင်းဘိုင်းမျိုးစားတွေကိုထောင်မယ်ဆိုပြီးတော့ထောင်နေတဲ့အချိန်မှာဘေးနားမှာမိုင်းခွင့်မပုံနေဆိုတော့မိုင်းခွင့်မပုံနေအရာရှိဆိုတာပါတယ် မိုင်းဝင်းမိုင်းဝင်းကိုလိုက်ပြီးတော့မှတ်ပုံနေရတာမှတ်ပုံနေရအရာရှိဒါတော့ပုံစံကြမိုင်းဝင်းပေါ့နော်ခုနကပြောတဲ့ဟိုရွာတွေမှာတို့နောက်ပြီးတော့ရွာထဲမှာပေါ့နော်ရွာထဲမှာထောင်းနေထောင်းနေဆိုဝင်းလန်းထွက်လန်းနေပေါ့အခုရန်သူအများဆုံးလာနိုင်တဲ့နေရာမျိုးကိုရွေးချယ်ပြီးထောင်းရတဲ့ဟာတွေဒါပုံစံမဲ့မိုင်းလို့တခေါ်တယ်ကျွန်တော်သတ်မှတ်ထားတာပေါ့နော်ဟိုကျွန်တော်သတ်မှတ်ချက်တော့သူတို့အခုရေစိတ်တွေမှာအခုရေလာခတ်နိုင်တဲ့အနေအထားမျိုးရှိတယ်နောက်ပြီးပါရင်ဒီလန်းကနေရန်သူချင်းတွေပေါ့တက်လာနိုင်တဲ့လမ်းမျိုးရှိတယ်ဆိုစောင့်ပြီးတော့တခါတည်း ဟိုတိုက်ခိုက်လို့ရမယ့်နေရာမျိုးပေါ့နော်ဒါမိုင်းဆိုတာရှင်းပြမိုင်းနေရပြီဆိုတော့အလံပေးလိုက်သလိုပဲပေါ့နော်အလံပေးလိုက်သလိုအတန်အတန်ပေးလိုက်ဆိုတော့ဒါရန်သူလာပြီဆိုတဲ့သဘောမျိုးပေါ့အဲ့လိုမျိုးဖြစ်အောင်လို့ရွေချက်နဲ့လည်းထောင်းတယ်အဲ့ဒါတွေကပုံစံမဲ့မိုင်းခွင်ပေါ့နော်